လူတွေမှာအစင်သာဝရစိတ်ကြည်လင်းနေတာမဟုတ်ဘူးအာယုန်ညလည်းအကောင်းနဲ့တွေ့တယ်လို့အဆိုးနဲ့လည်းတွေ့သာဝရကောင်းနေတာမဟုတ်သည့်အတွက်ကြောင့်စိတ်ခံမသိတဲ့အခါမှာဒေါသဆိုတာထွက်လာတတ်ကြတယ်အဲ့ဒီထွက်လာတဲ့ဒေါသကိုမထိန်ချုပ်နိုင်ဘူးဆိုလို့ရှိရင်အယုဆုအကြည်တန် မဖြစ်တဲ့နဲ့လေးဖြစ်သွားနိုင်တယ်ပေါ့လူတွေမှာလောဘဆိုတဲ့တရားရှိသလိုဒေါသဆိုတာလည်းရှိတယ်အကုသိုလ်တရားတွေက ကိုယ်ကိုယ်ထင်ကြီးတဲ့မာနသူတို့ဘာကြည်ပွားတာကို မနာလိုတဲ့အိတ်တာကိုယ်တအခွင့်ရေးရခြင်းနဲ့မစ္စရိယာ ဒီတရားတွေကလူတွေရဲ့ရင်ထဲမှာလွှမ်းမိုးပြီးတော့နေတတ်တယ်ပေါ့အမြဲတမ်းလွှမ်းမိုးနေတာမဟုတ်ပေမဲ့လို့အကြောင်းတိုက်ဆိုင်လာတဲ့အခါဖြစ်တတ်ကြတယ်ပေါ့လူတိုင်းလူတိုင်းဟာသာဝရပြုံးရှင်နေတာမဟုတ်တလို့လူတိုင်းလူတိုင်းဟာလည်းအမြဲတမ်းစိတ်တူပြီးဒေါသထွက်နေကြတာမဟုတ်ပါဘူးသို့သောဒေါသထွက်เสียအကြောင်းရှိလို့ဒေါသထွက်လာပြီဆိုရင် ထိန်ချုပ်နိုင်မှုလိုအပ်တယ်ပေါ့လောဘဖြစ်လာလို့ရှင်လည်းထိန်ချုပ်ဖို့လိုအပ်တယ်ဒေါသဖြစ်လာရင်လည်းထိန်ချုပ်ဖို့လိုအပ်တယ်သူတော်ဘာကြီးပွားတာကိုမနာလိုတဲ့အိတ်တာစိတ်တွေဖြစ်လာလို့ရှင်လည်းထိန်ချုပ်ဖို့လိုအပ်တယ်ပြီးပြီးကိုယ်ကိုတကူစကားကောင်းဆန်တဲ့စိတ်တတ်တွေဝင်လာလို့ရှင်လည်းထိန်ချုပ်ဖို့လိုအပ်တယ်ဘာဖြစ်လို့တော့ဆိုတော့ ရှင်ထဲမှာလောဘဖြစ်လာလို့ရှင်နေသူ့ရဲ့အတိညာဟာအပြော့သွားပြီးတော့မလုံတဲ့နာတွေမပြောတဲ့နာတွေပြောမလုံတဲ့နာတွေလှုပ်တာဖြစ်တတ်တယ်ရှင်ထဲမှာဒေါသလွှမ်းမိုးလာလို့ရှင်နေစဉ်းစားညာပျောက်ွယ်သွားပြီးတော့မပြောတဲ့နာတွေပြောမိတယ်မလုံတဲ့နာတွေလှုပ်မိတယ်မမရွေးနေကိုဖြစ်စေတတ်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ ကိရတာတရားစိုးတွေကိုယ့်ရင်ထဲမှာလွန်မှုမိနေပြီဆိုလို့ရှိရင်အတိညာပြောက်ွယ်သွားပြီမပြောသင့်တဲ့စကားတွေပြောမိတယ်မလုပ်သင့်တဲ့အလုပ်တွေကိုလုပ်မိတယ်အဲ့လိုလုပ်မိသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကဗုဒ္ဓမဆိုးရွားသွားနိုင်တယ်ပေါ့ဒါကြောင့်မို့မကောင်းတဲ့ စိတ်တမျိုးဝင်လာတဲ့အခါမှာထိမ့်ချုပ်ဖို့ကြိုးစားကြရမှာဖြစ်တယ်။လောဘကလည်းထိမ့်ချုပ်ရမှာပဲ။ဒေါသကလည်းထိမ့်ချုပ်ရမှာပဲ။ပမာဏကလည်းထိမ့်ချုပ်ရမှာပဲ။အိတ်သာဆိုတဲ့ jealousy ကလည်းထိမ့်ချုပ်ရမှာပဲ။ကိုယ်သာကောင်းစားခြင်းနဲ့ miseria ဆိုတာကလည်းထိမ့်ချုပ်ရမှာပဲဖြစ်တယ်။မထိမ့်ချုပ်လို့ရှင် အကြီးအကျယ်ပြဿနာဖြစ်ပြီးကိုယ့်အတွက်လည်းဆိုချိုးသူတို့အတွက်လည်းဆိုချိုးဆိုတာမျိုးဖြစ်ပေါ်လာတတ်တယ်ပေါ့